ရိုက်တမြအားလုံးပဲမင်္ဂလာပါရှင်။ Ghostory YouTube Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ပရိသတ်တွေအားလုံးအတွက်အခုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာရွှေဝင်းထွန်းရေးသားထားတဲ့ဦးကြီးမောင်နဲ့မသိသူထိုးသောအင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်။ဇာတ်လမ်းကြောင်းရလေးကိုမတင်ဆက်ခင်မှာကျမတို့ Channel လေးကို Like and Subscribe နှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။အသေးသေးတင်ဆက်သိရှိဖို့အတွက်ကတော့ ဘေးနာနိုတီဘဲလေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်အားလုံးကျေးဇူးများ၏တမန်ရယ်ရှင်ဒီဇန်နံနေ့ကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျမဖွေးဤပဲဖြစ်ပါတယ်ရှင်ဒီနေ့တော့လင်းကျက်တွန်တန်တဲ့အတူကျုံရဲ့မနက်ခင်းလေးကလည်းကြည်ကြည်လေးလေးနိုးခဲ့ပါတယ်တီဟာကတော့ကျုပ်ဘေးမှာကွက်ကွက်လေးအိတ်နေသေးတာအဗျအနေငယ်စိုးသေးတာကြောင့်တီဟောင်းမနှိုးပဲထားလိုက်တယ်မျက်နှာသိပြီးတော့အိမ်မှာ300ရေမရှိတာမို့ရေပုံးနဲ့ထန်းဖို့ယူပြီးတော့ရေရင်းစီထွက်ခဲ့တာပေါ့ ကျုံရေရင်းရောက်တော့နဲ့ကျုံနီးတူရေလာခတ်တဲ့ချစ်ထွေးကိုလည်းတွေ့ရတယ်လေချစ်ထွေးမနဲ့အစော်ရေလာခတ်တာလားဟုတ်တယ်လေတောင်လာရဲ့အိမ်မှာတုံးရီကုံနေလို့လာခတ်တာဒါနဲ့နေရောတုံးရီကုံလို့ရေလာခတ်တာလားအေးဟာအခုရက်ပိုင်းမဲ့ခတ်ရမှာပါဟာ နောက်ဆိုရင်မခန့်ရတော့ပါဘူးချစ်ထွေးကတော့ကျုပ်ပြောတာကို နားမလည်ဟန်နဲ့နောက်ရက်တွေကဘာလို့မခန့်ရတော့မှလဲတာလှရဲ့ဩနေဟာလီနောက်ရက်ဆိုရင် မိုးကောင်းတော့မယ်လေဟာမိုးရွာရင်ရေမခက်เสียမလို့တော့တာအဲ့ဒါကြောင့်ငါကနောက်ရက်ဆိုရင် မခက်ရတော့ဘူးလို့ပြောတာဒါနဲ့နင့်အကိုစိတ်ဖူရောငါ့အကိုနဲ့မယ်စိတ်ဖူပါဟဲ့နေနေကြမှာပဲစိတ်ဖူဖြစ်ရတယ်လို့ငါတို့တွေကတော့စိတ်ဖူပဲခေါ်ကြတယ်ဟာအရက်ကခက်ပူပူနဲ့စိတ်ကလည်းမရှိရာနဲ့ရောပြီးစိတ်ဖူလို့ခေါ်လိုက်တာပဲအေးပါ နေတော့တွေလေငါအကိုကြက်ကြက်နဲ့မဲ့ဖြက်သူတင့်မလွဲဘူးမှန် တိလေဘာဖြစ်မှာမို့လို့လဲဟာရွာသားအချင်းချင်းခင်လို့စားနောက်ပြီးတော့ခေါ်တာပဲစိတ်တော့မဆိုးတော့ပါအောင်အဲ့ဒါတော့ငါလည်းမပြောတတ်ဘူးလေဒါနဲ့နေငါ့ကိုမေးပြီးတော့ဘာလို့မလို့လဲပြောစရာရှိလို့လားဩတခြားကိစ္စတော့မဟုတ်ပါဘူးလာမယ့်အပတ်ထဲမှာညောင်လာရွာနယ်ငါတို့ရွာဘောလုံးကန်ကြမှာလေနေကိုကဘောလုံးကန်တာကောင်းတော့ဝင်းပါမလားလို့မေးမလို့ပါဩတာလှရဲ့အဲ့ဒါများ ငါ့အကိုနဲ့တွေ့မှမေးပေါ့ဟဲ့အရေးကြီးတာလည်းမဟုတ်ပဲနဲ့နေအကိုနဲ့ရဆုံဖြစ်တာ နေရဲ့ဟာအဲ့ဒါကြောင့်နေနဲ့တွေ့တော့ပြောခန်းလိုက်တာအေးပါအေးပါငါပြောလိုက်မယ်ချစ်ထွေးကတော့ရေထန်းလေးနဲ့ပြန်သွားပါတယ်အခုတော့ကျုပ်လှဲပေါ့ဗျာကျုပ်ကတော့တချင်းလေးဆိုလိုက်ရေလေးခတ်လိုက်နဲ့ပေါ့ဟဲ့ငါသားဟာဒီနေ့စောစောနိုးပြီးတော့ရေတွေပါတွေခတ်လို့ပါလားရေထန်းလေးနဲ့ပြန်လာတဲ့ကျုပ်ကလည်းအဖေကခက်ပြုံးပြုံးနဲ့ပြောတာဗျဟုတ်တယ်အဖေရေ ိမ်မှာ၃ရက်လေးကုန်နေလို့သွားခတ်တာဒါနဲ့တီဟာရောနိုးပြီလားမင်းကောင်တီဟာကတော့မနိုးသေးဘူးဟေကျန်တဲ့သူတွေကတော့နိုးနေကြပြီကဲကဲရေထည့်ပြီးရင်လေတီဟာကိုနှိုးလိုက်အောင်အဖေတို့တွေတပြေးစမ်းရောက်ကိုသွားဆရာရှိလို့မနဲ့စောစောစားရမယ်ကျောင်းနဲ့တီဟာကိုလိုက်ရမှာလားအဖေရဲ့မလိုက်ရပါဘူးကွာမနဲ့စာစားတာလေလူဆုံဆုံနဲ့စားကြင်လို့ပါတီဟာတယောက်ထည့်ကျန်နေအဖေတို့ဘက်ကရမ်းရကြတယ်လေကွာဒါဆိုရင်လေကျောင်းတီဟာကိုသွားနှိုးလိုက်အောင်မယ် ကျုပ်ကတော့ရေးဖြည်ပြီးရနဲ့အိမ်မော်ကိုတက်ပြီးတီဟောင်းနှိုးလိုက်တယ်။တီဟာကတော့အိမ်ရင်းမဝသေးဘူးတော့လုံးနေသေးရာဗျ။အမှန်ဆိုရင်ကျုပ်ကတပြေဆန်းကိုလိုက်ချင်တာဗျ။ခမားတို့မှတ်မိသေးလားတော့မသိဘူး။ကျုပ်ပထမဆုံးကူညီခဲ့တဲ့မိမခိုးတဲ့အစီအစဉ်မှာတပြေဆန်းကိုလှုပ်လိုက်တာလေဗျ။တပြေဆန်းရွာကတတော်ကိုတားရတာဗျ။အဲဒါကြောင့်ကျုံလေးသွားကြတယ်။ရွာနဲ့ရလဲဝေးတယ်လေ။ဝေးလို့လည်းမယောင်ဖြစ်တာနဲ့ကြာပြီပေါ့ဗျာ။ တီဟာနိုးတော့မျက်နှာသစ်ပြီးမနှက်စာစားကြတယ်။ခုနှစ်နာရီထိုးလောက်တော့အဖေနဲ့တီဟာရဲ့မိဘတွေလဲတစည်းနဲ့တပြေးစန်းကိုထွက်သွားကြတယ်။ကိုသားလားအိမ်မှာကျုပ်တို့နှစ်ယောက်ထဲပြင်းစရာကောင်းနေဗျာ။ရွာထဲသွားရအောင်။ဘဲဟိုသွားကြမှာတော့ငါ့ကောင်ရဲ့မိုးဝရွာထားတာလမ်းကကောင်းတာမဟုတ်ဘူး။လမ်းကောင်းကောင်းမကောင်းကောင်းပေါ့ဗျာ။သွားစရာမရှိရင်ရွာပြင်ကကန်ကိုရေသွားကူးကြတာပေါ့။အေးကွာငါလဲရေမကူးဖြစ်တာကြောက်သွားပြီဆိုတော့သွားကြတာပေါ့။ကျုံနဲ့တီဟာကတော့ အိမ်တကားပြန်ပြီးတော့ထွက်ခင်းကြတယ်။မြတင်မြတင်ကိုသားလှမြတင်မရှိဘူးတော့ညောင်လှောက်ကိုသွားတယ်။ဘာကိစ္စရှိလို့တော့ကျောက်ကိုမှားခဲလိုက်လေ။ပြန်လာတဲ့အခါကျောက်ပြောပြမိမယ်လေ။ဩဘာကိစ္စမှတော့မဟုတ်ပါဘူးဟာ။ရေကူးသွားကြမလို့လိုက်မလားလို့ဝင်ခေါ်တာမရှိဘူးဆိုတော့လေသွားပြီဟေ။ကျောက်နဲ့တီဟာကတော့မြတင်မရှိတာကြောင့်ဆက်ထွက်ခဲ့တာပေါ့။ဟေးအောင်သားလှမင်းတော့ဘဲဦးရော။ဟာဟုတ်တော့အတော်ပဲဟေ။ ငါတို့အခုပဲမင်းအိမ်ကိုသွားတော့မလို့ရွာပြင်းအကန်ကိုရေးသွားကူးကြမလို့မင်းရောလိုက်မလားအေးလိုက်မယ်လေသွားကြတာပေါ့ကိုဖိုးတုတ်ကလိုက်မှာဟုတ်ပါပြီအဲရမိမရောပိုင်ရလားဗျတော်ကြအိမ်ပြဲနောက်ကြလို့အရိုက်ခံနေရအောင်မယ်နော်ဟဲ့အောင်တီးဟရေမိမပဲပိုင်တာပေါ့ကွာဘာမှမဖြစ်ဘူးအခုပဲသွားမယ်ကျုပ်တို့ကတော့ဖိုးတုတ်နဲ့လမ်းမှာတွေ့ပြီးအဖွဲကြပြီးတော့ရွာအပြင်ကကန်ကိုတုံးရောက်ချီတက်ခဲ့တာပေါ့ဗျာရွာပြင်ကကန်ကတော့ မိုးရွာထားတာမို့ရေရတော့မနေတက်နေတာလူတရနီးပါးလောက်ရှိရင်ဒီကံကိုရောက်တော့နေအရင်ကရေကန်ထဲရတရေမနဲ့ဦးကြီးမောင်ပညာပြိုင်နာတွေကိုပြေးပြီးတော့မှတ်မိနေတာဗျအခုလဲတရေမမရှိတော့လို့လာရဲတာပေါ့ဒီအကြောင်းကိုတော့တီဟာကိုတော့မပြောပြဘူးပေါ့ဗျာပြောရင်လေဒီကောင်ကြောက်ပြီးတော့တန်းပြတ်ပါလေကျုပ်တို့၃ယောက်ကတော့မနေ့ကိုနိုင်ခွဲလောက်အထိရေကူးနေတာပေါ့ဗျအဲရေကူးပြီးတော့လေကဲမောင်မို့တက်ပြီးနေပူစာလှုပ်နေတာပေါ့ ကိုတာလှနဲ့ကိုဖိုးတုံကြောက်တခုလောက်မေးလို့ရမလားရပါတယ်ကွာမင်းလေဘာမေးမလို့လဲအဲကျုံလေဒီရွာလူတွေပြောတန်ကြတယ်ဗျဒီရွာမှာအစားကပညာသည်တွေပညာခဏခဏပြန်ကြတာဆို ဟုတ်လားတီဟာရဲ့အမေကိုတော့ဖိုးတုံကခန့်ရက်ရက်လေးပြုံးပြီးပြန်ကြတာပေါ့ကွာ ပြိုင်နဲ့ပွဲတိုင်းကလေဦးကြီးမောင်ကိုလာပြန်ကြတာတွေကြီးပဲလေဦးကြီးမောင်နဲ့ပွဲဆိုတော့ကြည့်ရတာတအားအားရှိတာကွာ ဦးကြီးမောင်ရှုံးတာရော ရှိဘူးလားကိုဖိုးတုံးရဲ့အဲ့ဒါတော့ငါမသိတော့ဘူးကွာငါတော့သိတဲ့ပွဲတိုင်းကတော့ဦးကြီးမောင်နိုင်တဲ့ပွဲတွေပဲဦးကြီးမောင်ကမရှုံးဘူးတော့ပါဦးတီဟာကတော့ဖိုးတုံးပြောတာကိုခေါင်းတငိမ့်ငိမ့်နဲ့ပေါ့ဗျာဘဲနဲ့ကွာဦးကြီးမောင်မနိုင်တာတွေရှိဘူးတာပေါ့ကျုပ်ပြောလိုက်တော့ဖိုးတုံးနဲ့တီဟာတို့ရဲ့အကြီးကကျုပ်စီကိုရောင်းလာတာပေါ့ဗျာဦးကြီးမောင်ကဘယ်ပွဲမှာရှုံးတာတော့ဟာငါလည်းမသိလိုက်ပါလားဖိုးတုံးရာ မင်းသိတာက အသေးအမွှားပဲရှိသေးတာ哦။ဦးကြီးမောင်ပညာပြိုင်တဲ့အရင်အတွက်ကမင်းသိထားတာထက်စဲစားလောက်များတယ်ကွာ။ငါအဲ့ပွဲတွေအကုန်လုံးနှီးပါမြင်ရတွေ့ရတယ်။ဖို့တုတ်မင်းမှတ်မိလား။ဦးကြီးမောင်ရွာကနေခဏပြောက်သွားသေးရဲ့လေ။အေးမှတ်မိတယ်လေ။ဘာဖြစ်လို့လဲ။အဲ့ဒီတော့ကွာပညာပြင်းရင်းနဲ့တချောင်းရောက်သွားတာကွာဒါဆိုရင်လေပြောပြစမ်းမအောင်ကိုသားလှရဲ့ကျောက်ကအဲ့ဒီအเจ้าတွေဆိုရင်တိတ်ကိုစိတ်ဝင်စားတာဗျာ တီဟာကတော့စိတ်ဝင်စားလာလို့ထင်ပါတယ်။ကျုပ်ကလည်းအတင်းမေးတော့တာ။ကျုပ်ကလည်းဦးကြီးမောင်နဲ့ဝင်းရုံနဲ့ကိုင်းနဲ့ပညာပြိုင်တုန်းကအကြောင်းတွေကိုပြန်ပြောပြလိုက်တာပေါ့။တီဟာနဲ့ဖိုတိုကတော့ဗဇက်အဟောင်းသားရီနဲ့ဖြစ်နေတယ်။ဦးကြီးမောင်ကရှုံးတာရှုံးတာနော်။သူ့ပညာကလည်းမခေဘူးဗျ။အေးပေါ့ကွာ။ဦးကြီးမောင်အသက်ကြီးလာလို့ဖြစ်မယ်ကွာ။မဟုတ်ရင်အဲ့ဒီကောင်းတွေကိုအตาလေးချလို့ရတော့တယ်။ဦးကြီးမောင်ပညာထက်တာငါအသိဆုံးကွာ။တာလာရ ဦးကြီးမောင်ပညာကတနေရာတော့မထက်ပါဘူးကွာဟေးဟုတ်လားဘယ်နေရာမထက်တာလဲပြောဆက်မအောင်ဖိုးတုံးရဲ့ကြုံမေးလိုက်တော့ ဖိုးတုံးကဆက်ပြေးပြေးနဲ့ဟဟအချစ်ရေးမလေးကွာဦးကြီးမောင်အချစ်ရေးမမထက်လို့မိမမရပဲအခုလိုလူပြိုကြီးဖြစ်နေတာပေါ့ကွာမင်းရလေဖိုးတုံးဝင်းဖောက်တော့လေတီဟာကတဟာဟာနဲ့ရီးနေရဲ့ကဲကွာငါအတင်ပြောချင်哦အာနားလိုက်တာဘသူလဲကွာ ျုပ်တို့ရည်နေတော့ဦးကြီးမောင်အနောက်ကနေကံမောင်ပေါ်တက်လာရင်နဲ့ဖိုးတုံးရဲ့ခေါင်းကိုလည်းခေါက်လိုက်တယ်။ဖိုးတုံးကတော့ခေါင်းကိုလက်နဲ့ပုတ်ပြီးဘသူခေါက်တာလဲသိရအောင်အနောက်ကိုလှည့်ပြီးကြည့်လိုက်တော့မှဦးကြီးမောင်ခေါက်နေတာဖြစ်တော့သွားပဲဖြီးပြလိုက်ရတာပေါ့ဗျာ။ခွေးကောင်ဖိုးတုံးရွာထဲမှာအတင်းပြောရတာမဝါလို့ရွာပြင်လာပြီးငါအတင်းပြောနေတာလားကွမဟုတ်ပါဘူးဦးကြီးမောင်ရဲ့ဒီကောင်တွေပြင်းနေမှာဆိုလို့ဟာသာဖောက်လိုက်တာပါ။ မေးရတော့လေပြောလေစိုးလေမန်းလေပြဲလေပဲမေးပြောမှငါအဖြစ်က ဟာတာကြီးကြနေရပဲအေးလေတကယ်လဲမင်းတို့အတွက်ဟာတာဖြစ်နေတာ哦ဦးကြီးမောင်ရအပြောသဘောပြောနေကြတာပါစိတ်မဆိုးပါနဲ့ဗျတီးပါတယ်ဖိုးတုံရငါလဲစိတ်မဆိုးပါဘူးမင်းပြောမှပဲငယ်ချင်းဦးတော်တတိယမိတယ်လို့ရှင်းသွားတယ်ကွာဒါနဲ့ဦးကြီးမောင်က ကံကိုဘာလာလောက်တာလဲဗျကံကိုလာတာမဟုတ်ပါဘူးကွာ နွားတွေလာလှန်တာမိုးရွာထားတော့မျက်နှုတ်နှုတ်လေးတွေထွက်နေလို့လေမင်းတို့ဘဝင်စားလဲရတယ်နော်ငါနွားတွေဟာစိတ်မဆိုးတတ်ပါဘူးဦးကြီးမောင်ရှောင်းတာတော့ကျုပ်တို့လူစစ်စစ်ကနေနွားတန့်ဖြစ်တော့တာပဲကျုပ်တို့တို့ရလဲစကားပြောလိုက်ရီးလိုက်နေပေါ့ဗျာဟိုနွားတွေဘဲဟိုတော့စားစရာရှိတာမစားဘူးတကောင်နဲ့တကောင်ခွဲချင်နေရလားဦးကြီးမောင်ကတော့လှန်ထားတဲ့နွားနှစ်ကောင်ကိုလှမ်းပြီးတော့អော်နေတာဗျဦးကြီးမောင်နွားဆိုတော့မှ ျုံမေးစရာတခုပေါ်လာတယ်ဗျ။နွားအကြောင်းဘာသိကျင်တာလဲ။မေးလေ။ဒီလိုဗျ။ကျုံငငယ်ရကြားဖူးတော်ရှိရင်လူကနေပညာနဲ့နွားပုံစံပြောင်းလို့ရတယ်ဆိုတာဟုတ်လားဗျ။အင်းပြောင်းလို့ရတာတော့ဟုတ်တယ်။ဒါကြပေမဲ့တော်တော်များများကတော့ဒီပညာကိုမတင်ကြပါဘူးကွာ။အများအားဖြင့်လေ့လာပြီးတင်ကြတဲ့ပညာကတော့တမန်ကြပဲ။တမန်ကြချင်းစင်ကလွယ်လာဦးကြီးမောင်ရဲ့ဘဲပညာကလွယ်လွယ်နဲ့ရလို့လေတာလာရဲ့ ဘယ်လွယ်ပါမလဲတမန်ကြားကျင့်စဉ်နဲ့နွားပြောင်းနဲ့ကျင့်စဉ်နဲ့ဆိုရင်တမန်ကြားကျင့်စဉ်ပဲကျင့်ကြတာနွားပြောင်းနဲ့ကျင့်စဉ်ကမကျင့်ကြတာများတယ်လေကျုပ်ဆိုရင်လေနွားကျင့်စဉ်ကျင့်မဲ့အစားတမန်ကြားပဲကျင့်မှာဗျအေးလေကွာနွားဖြစ်မဲ့အစားကြားပဲဖြစ်မှာပေါ့တီဟာနဲ့ဖိုးထုတ်ကတော့အတိုင်ဖောက်ကြီးနေကြတယ်လေမင်းတို့မသိတာတွေရှိသေးတယ်ကွာနွားကျင့်စဉ်မှာလေသူအားသာချမ်းတဲ့သူရှိသလိုတမန်ကြားမှာလေသူအားသာချမ်းတဲ့သူပေါ့ကွာ ဥပမာ ပြောရရင်တမန်ကြားကလူပုံစံပြန်ပြောင်းကျန်တိုင်းပြောင်းလို့မရအောင်အဝိအငွေ့ရမှပြန်ပြောင်းနိုင်တာဒါမှမဟုတ်ဒေါသပြေမှပြန်ပြောင်းနိုင်တာနွားကြတော့အဲ့ဒီလိုမဟုတ်ဘူးလေပြောင်းကျင်တဲ့အချိန်ပြောင်းလို့ရတယ်အဝိအငွေ့ရမှမဟုတ်ဘူးပြီးရင်လည်းနွားပုံစံပြောင်းထားရင်ကိုယ်တိုက်ခိုက်မဲ့သူပဲကိုယ့်ကိုမြင်ရတာတခြားသူတွေကမြင်ရတာမဟုတ်ဘူးဒါဆိုရင်လေနွားချင်းစင်ကလည်းမစိုးဘူးပဲနော်ဗျာဦးကြီးမောင်ကျုပ်ပြောလိုက်တော့ဦးကြီးမောင်ကခေါင်းတဆက်ဆက်ညှင့်ပြီး မစိုးပေမဲ့ကျင်းတဲ့သူရှားတော့တော်တော်များများမသိကြတာဒါနဲ့ဦးကြီးမောင်အဲ့ဒီလိုလူမျိုးနဲ့ကြုံဘူးလားနွားချင်းစင်နဲ့တော့မကြုံဘူးပေမဲ့တမန်ကြားနဲ့တော့ကြုံဘူးတယ်ဒါနဲ့မင်းတို့တွေမပြန်သေးဘူးလားကွာလူတွေကတုံနေကြပြီ ပြန်ကြတော့ကျုပ်ကလည်းဘလို့ကြုံတာလဲမေးချင်ပေမဲ့နောက်ဆက်တွဲထွက်လာတဲ့ဦးကြီးမောင်စကားကြောင့်စကားကပါဇက်ဖျားတင်ရက်သွားတာပေါ့ကျုပ်တို့ကလည်းဦးကြီးမောင်ပြောသလိုတော်တော်ချမ်းနေပြီလေ ဒါဆိုရင်လည်းနေလေကြမှဦးကြီးမောင်အိမ်ကိုလာခဲ့မယ်။ကျုပ်တို့အိမ်မှာနှစ်ယောက်တည်းပြင်းလို့ဗျ။အေးအေးအေးလာခဲ့လေ။နေလေငါအိမ်မှာရှိပါရဲ့။ကျုပ်ဖိုးတုံးနဲ့တီဟာကတော့ကိုယ့်အိမ်ကိုပြန်ခဲ့တာပေါ့။နေလေရောက်တာနဲ့အိမ်ကိုလည်းတကားပိတ်ပြီးဦးကြီးမောင်စီပြန်ထွက်ခဲ့ကြတယ်။ဦးကြီးမောင်နှီးတွေဝါးတွေကြိမ်တွေနဲ့ဘာလုပ်နေရလဲဗျ။ဒီကောင်တွေတကယ်လာတာပါလား။ဒီလောက်နေပူပူကြီးဟောကွာ။ပြင်းလို့ပါဗျာ။ဒါနဲ့ဘာလုပ်နေရလဲ။ဒီမာလေးကွာတောင်းရက်နေတာ။ တာလာအိမ်ထဲရအကြောင်းအိမ်ပေါ်မှာပေါပေါဆုပ်တွေရှိရဲ့တွားယူခဲ့ကြည်ပေါပေါဆုပ်ဆိုရနဲ့ကျုံနေထိုင်ရာကနေထပြီးယူလိုက်တာပေါ့ဗျာပေါပေါဆုပ်ဆိုရင်ကျုပ်ကတိတ်ကြိုက်တာလေမင်းတို့လာတာမနေ့ကအကြောင်းသိကျင်တော့လားငါတမန်းကြားနဲ့ကြုံဘူးတယ်ဆိုတဲ့အကြောင်းလေဟုတ်တယ်ဦးကြီးမောင်ရဲ့ဦးတာလှကတော့တီးပြီးပြီဖြစ်မှာပေါ့ကျုပ်ကတော့မသိရသေးတော့တိတ်ကိုစိတ်ဝင်စားနေတာမင်းရလေငါလဲဒီအကြောင်းမသိသေးပါဘူးကွာကဲကဲဦးကြီးမောင် ကျောက်တို့ပြောပြပါအောင်ဦးကြီးမောင်ကတော့ဝစိမ့်လေးကိုဘေးမှာချလိုက်ပြီးရင်းနှီးတစ်ခွက်ကိုတောင်းလိုက်တယ်ဗျတမန်းကြားနဲ့ကြုံခဲ့တာကတော့လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကကွာအဲ့ဒီတုန်းကမော်မိုသွားရှာရင်ကြုံခဲ့တာမော်မိုဟုတ်လားမော်မိုကဘာကြီးတုံးဗျဘလို့ပုံစံကြီးတုံးမော်မိုကတာမန်မိုရင်းနဲ့မတူဘူးကွာမော်မောင်အစူးလေးတွေပါပြီးညအချိန်ဆိုရင်အဲ့ဒီစူးတွေကမီးလင်းနေလေမော်မိုကတချောင်းမိုရင်းနဲ့ရောပြီးတော့မတွေ့ရပါနဲ့ တက်ခေါမှုရဲ့အနီးတစ်ဝိုက်မှာတွေ့ရတတ်တယ်။မော်မူရဲ့အတုံးဝိမုံကတော့အစီအရင်တွေကိုမြဲမြံပြီးစီအောင်လုပ်နိုင်တယ်။မော်သိန်းထီးတွေကိုတိုးနိုင်တယ်လေ။ပုံမှန်မိုးတွေနဲ့မတူတဲ့တစ်ချက်ကတော့စူးပါတာပဲ။အဲ့ဒီမိုးကိုဦးကြီးမောင်ရှာတော့ကြုံရတာပေါ့ဟုတ်လား။ဘာတွေဖြစ်ကြသေးလဲ။ကဲကဲငါးလက်ကိုထိလိုက်။မင်းတို့လွန်ခဲ့တဲ့ဆယ်နှစ်ကငါရဲ့အတွေ့အကြုံကိုမျက်ဝါးထင်ထင်မြင်ရလိမ့်မယ်။ဦးကြီးမောင်ကရင်းနှွေးခွက်ကိုအပီးတိုင်မောလိုက်ပြီး အတိတ်ကဆယ်နှစ်ကိုခေါ်သွားတယ်ဗျ။ကျုပ်ကတော့ခေါင်းထဲမှာမူးဝေလာခြင်းနဲ့အတူတောအုပ်တစ်ခုထဲကိုရောက်နေတယ်။ကျုံရဲ့အရှင်းမှာတော့ဦးကြီးမောင်ဗျ။ဦးကြီးမောင်ကတော့ဓမတူလေးတစ်ချောင်းနဲ့ဟိုးရှာဒီရှာရှားနေရင်ခဏကြာတော့တစ်ခုခုတွေးသွားပုံရတယ်။ကျုပ်ကလည်းဦးကြီးမောင်အနောက်ကိုလိုက်ကြည့်လိုက်တော့ဦးကြီးမောင်ပြောတယ်မှော်မှုဗျ။ကျုံလည်းအခုမှမှော်မှုကိုမြင်ဖူးတာဗျ။ဦးကြီးမောင်ကတော့မှော်မှုကိုပဝါလင်းနဲ့အုပ်လိုက်ပြီးနှုတ်လိုက်တယ်။ ်ရလာတဲ့မှုလေးကိုလည်းလွယ်အိတ်ထဲကိုထည့်လိုက်တယ်။ပဝင်းကျင်းမှာမူမမှန်လှုပ်ရှားနေတဲ့ခြေတံတွေကြားနေရတာမဟုတ်ဦးကြီးမောင်ကတော့ဘေးဘီကိုဝှေ့ဝိုက်ပြီးတော့ကြည့်လိုက်တယ်။ခြေတံကတပြေးပြေးနီးလာခြင်းနဲ့အတူချုံအကွဲရလည်းကြားတကောင်ခုန်ထွက်လာတယ်လေ။ဦးကြီးမောင်ကမြေကိုလည်းလက်နဲ့ရိုက်လိုက်တော့ကြားကြီးကအနောက်ကိုလွင့်ထွက်သွားတယ်။မင်းဟာတမန်းကြမယ်အသေးစိတ်မြန်မြန်ကစမ်း။ဦးကြီးမောင်ကကြားကြီးကိုတင်းချာကြည့်ပြီးတော့ပြောလိုက်တယ်။ကြားကြီးကလည်း ဦးကြီးမောင်ပြောတာကိုနားလဲတဲ့ပုံတော့မပေါ်တော့ဘူးဦးကြီးမောင်ကိုပြေးပြီးတော့ခေါ်အုပ်တာပေါ့ဦးကြီးမောင်ကလည်းဓာရှိနေပေမဲ့မခုတ်ပါဘူးတားကောင်ကိုရှောင်းလိုက်ပြီးအနားမှာကျနေတဲ့ထင်းချောင်းနဲ့ကြားကြီးကိုရိုက်ချလိုက်တယ်ကြားကြီးကတော့တတော်မူးသွားပုံရတယ်ဗျဘေးကိုပြုတ်ချသွားပြီးတော့ပြန်ထမလာဘူးခဏကြာတော့မှကြားကနေလူပုံစံတစ်ဖြည်းဖြည်းပြောင်းသွားတယ်လူပုံဖြစ်သွားတော့ဦးကြီးမောင်နဲ့အသက်အတူတူလောက်ပဲဗျာ ခမားဘလို့လုပ်ပြီးဒီို့အထွက်ပြေးလာတာလေကျောက်ကိုရွာသားတွေလိုက်နေလို့ပါကျုံလဲထိန်ကျုံမရပဲဥတီယာပြေးနေမိတာခမားကိုတွေ့တော့အလိုလိုတိုက်ခိုက်နေမိတာပါပဲခမားပညာမကောင်းမူခမားရဲ့အသက်အန္တရာယ်အတွက်လဲစိုးရင်ရတယ်ပြင်နိုင်ဖျားမှလှူလိုက်ပါလားကျုံလဲလှူဖို့တွေးနေတာကြာပါပြီလှူမယ်လုံးလိုက်တိုင်းတမန်ကြောင့်ပုံစံပြောင်းပြောင်းသွားပြီးရွာထဲကအိမ်မွေးတရိတ်ဆန်တွေကိုဒုက္ခပေးနေမိတာဒါကတမန်ကြောင့်ဝိညာဉ်က ခမည်းပညာလှူခြင်းမသိလို့မလူဖြစ်အောင်လုပ်နေတာပဲ။ကဲငါအခုအကူကြီးမယ်။ဒီရဦးလေးတို့ဒီဘက်ကိုကြားတကောင်ပြေးသွားတာမမြင်မိဘူးလား။ဦးကြီးမောင်တို့စကားပြောနေတော့ဒုတ်တွေလှန့်တွေနဲ့ရွာသားတွေရောက်လာပြီးမေးတာဗျ။မတွေ့မိဘူးကွ။ကြားတဲ့နောက်မကြားမိပါဘူးကွ။ဒီเจ้าကိုမျက်ချေရပြက်သွားပြန်ပြီ။ကဲကဲပြန်ကြမယ်ဟေ။ရွာသားတွေကလည်းမကြေမနက်နဲ့ပြန်သွားကြတယ်။ဒါနဲ့ခမည်းဗမာနေရလည်း ကျောက်ကတောထဲမှာနေတာပါ။ကျွမ်းနေဆိုမနေဝေးပါတယ်။တော်သေးတာပေါ့။ခမားကျုံနဲ့တွေ့လို့ကန်ကောင်းတာ။အောင်လန်းတွေဆိုရင် ခမားခိုင်းစားခံနေရလောက်ပြီ။ဟုတ်ပါတယ်ဗျာ။ကျောက်ခမားကျေးစုမမေ့ပါဘူး။ကျောက်ကိုကူညီလက်စနဲ့ကျောက်ပညာလူဖို့ပါကူညီပေးပါလား။ရပါတယ်။ကျောက်ကူညီပါမယ်။ဦးကြီးမောင်နဲ့တမန်ကြားလူကြီးကလည်းပြောပြရနဲ့အတူတူထွက်သွားတယ်။ကျောက်အမြင်များကမှုံဝါလာပြီးမျက်စိဖွင့်ကြည့်လိုက်တော့ဦးကြီးမောင်အင်ကိုပြန်ရောက်နေပြီလေ။ ဘေးကိုကြီးလိုက်တော့လေတီဟာကပစံဟောင်းလောင်းလေးနဲ့ပြဦးကြီးမောင်ပြီးတော့ဘာတွေဆက်ပြစ်သွားကြသေးလဲဘာဆက်ပြစ်ရမလဲကွာအဲဒီကောင်ရဲ့တမန်ကြပညာကိုဖះမှသွားလူပေးရတာပေါ့ဦးကြီးမောင်ကလည်းဗျာအဲ့ဒါကိုပြီးတဲ့အထိတောင်မကြည့်လိုက်ရအောင်ဟဲ့အောင်တာလာရဲ့ကြာကြာထားရင်မင်းတို့အုံနောက်တွေခြောက်သွားလိမ့်မယ်ဦးကြီးမောင်ဦးကြီးမောင်ကတော်တော်စွမ်းနေဗျာကျုံမှကြည့်ရတာအားရှိလိုက်တာပြောမနေနဲ့တီဟာကတော့ တတော်အံ့ဩနေပုံရတယ်မစွမ်းပါဘူးကွာငါထက်စွမ်းနဲ့အထက်ဆရာကြီးတွေမော်ဆရာကြီးတွေမှအများကြီးပဲဒါဆိုရင်တော့ဘလောက်တောင်စွမ်းမလဲမသိဘူးနော်တခါလောက်တော့တွေးဖူးကျင်လိုက်တာနောက်တော့တွေးရမှာပေါ့ကွာကျုံနဲ့တီဟာနဲ့ဦးကြီးမောင်ကလေစကားလေးပြောလိုက်ရင်းနှွေးလေးတောင်းလိုက်နေပေါ့ဗျာညနေရောက်တော့မှစကားဝိုင်းဖြုတ်ပြီးတော့ပြန်ခဲ့တာပေါ့ဟဲ့တာလာတော့ပါလားဘဲကောင်မလေးပိုးပြီးတော့ပြန်လာတာလေဟာ ကိုစိတ်ပူကြည်ပါလားဘဲကောင်မလေးကိုပိုးလာလဲဆိုရင်ဦးကြီးမောင်ဆိုတဲ့ကောင်မလေးကိုပိုးလာတာဗျငါနဲ့မဲ့အရင်ကစိတ်ပူမေးအပါဝင်ရွာသေးကသူတွေလှုပ်တော့မှစိတ်ပူဖြစ်နေရဒါနဲ့မေးမနဲ့ကငါညမနဲ့စကားပြောဖြစ်ကြသေးရဲ့ဆိုဟုတ်တယ်ကိုစိတ်ပူရဲ့လာမယ့်အပတ်ထဲဘောလုံးကန်ကြမှာလေဗျာအဲ့ဒါတွေ့တော့ပြောခိုင်းလိုက်တာချစ်ထွေးမပြောဘူးလားပြောတာပေါ့ကွာမပြောရင်မင်းနဲ့ရေတွေးမှာစုံတာဘယ်တိမှာလဲ ငါလဲအလုပ်တွေရှုပ်နေရနဲ့ဘောလုံးမကန်ဖြစ်တာတော့အတော်ကြပြီကွာလာမက်အပတ်ရောက်ရင်တော့ခြေစန်းတွေပြန်ထုံအောင်ပါပဲနောက်အပတ်မလုံးနဲ့ဗျမနေ့ဖြန်ညက်နေတကြီးလုံးတင်အင်ကိုလာခဲ့လေဘာလို့လဲတီဟာရဲ့တကြီးလုံးတင်အင်ကိုတွားပြီးတော့ဘာလို့ရမှာလဲကိုတာလှနဲ့ကိုစိန်ဘူးကလည်းဒီဟွာကလူတွေဖြစ်ပြီးကျုံနောက်တောင်မသိဘူးတကြီးလုံးတင်အင်အနောက်မှာဘောလုံးကွင်းလုံထားတယ်လေဟေးဟုတ်လားဘယ်အချိန်ကလုံလိုက်တာလဲငါလည်းမသိလိုက်ပါလား ကိုတာလှဘဲသိမလဲဗျမနေညံ့နေရမှလှုပ်ထားတာအသိဆက်ဆက်ကြီးဗျဟဲဟဲကဲဒါဆိုရင်တော့ကိုစိတ်ဘူးရေတကြီးလုံးတင်အင်ကိုတာလာခဲ့ဗျညတင်ဟောပါခေါ်ခဲ့ဟောအေးအေးငါမနေ့ပြညံ့နေလာခဲ့မယ်အခုတော့သွားဆရာရှိတာလေသွားလိုက်အောင်မယ်ကိုစိတ်ဘူးကြီးကတော့ကျောတော့ကိုနှုတ်ဆက်ပြီးတော့ထွက်သွားတယ်နောက်နေ့ညံ့နေရောက်တော့လေတကြီးလုံးတင်အင်မှာကာလာသားတွေလူစုံတက်စုံပဲဗျညနေ9နာရီထိုးတာနဲ့ဘောလုံးစပြီးတော့ကန်တော့တာပဲ ဒိုင်းကတော့ဦးလေးစိန်တောင်းပြဖိုးချိုတို့အဖွဲကတော့ပရိသတ်တွေပေါ့ဗျာဒီညနေတော့ကျုပ်တို့အသင်းကတဖန်အသင်းကို3-2နဲ့နိုင်သွားတာဆိုတော့ညောင်လာနဲ့နောက်အပတ်ထဲကန်ရတော့မှာပေါ့ဗျာကိုစိတ်ပူကြီးကတော့မကန်နာကြလို့ဖြစ်မယ်အရင်လောက်လည်းအမောမခံနိုင်တော့ကိုစိတ်ပူကြီးဒီတစ်ခါဘလို့ဖြစ်တာလဲချင်းစွန်းနေရတော်တော်ကြာသွားပါလားအေးကွာတာလာရအလုတ်ထဲရောက်နေတာကြတော့ချင်းစွန်းကြာသွားတယ်ထင်တယ် ။နောက်အပန့်ညောင်လာကိုကန့်ရင်တော့အခုလိုမဖြစ်စေရပါဘူးကွာ။ဟုတ်ပါပြီဗျာ။ဘောလုံးပွဲလဲပြီးပြီဆိုတော့ကျုပ်လည်းပြန်တော့မယ်ဗျာ။တီဟာကတော့ကျုပ်တို့အဖွဲ့ထဲခေါ်မိမဲ့ဝေမကန်မှုဗျာ။ကျုပ်တို့ကံမဲနေမှာပဲလိုက်ကြည့်မယ်တဲ့။အဲဘာလို့လို့နဲ့နောက်အပတ်ဘောလုံးကန်ကြမဲ့နေ့ကိုရောက်လာခဲ့ပြီလေ။ဘောလုံးကွင်းကတော့ရွာနှစ်ရွာကြားကလေကွင်းကိုလှုပ်ထားတာဗျ။လေကွင်းဆိုပေမဲ့အညီလှုပ်ထားတာလေ။လေကွင်းရဲ့တစ်ဖက်တစ်ချက်စီမှာလည်း ပေါင်လှရွာရဲ့ပရိသတ်နဲ့ညောင်လှရွာရဲ့ပရိသတ်နဲ့စုပြုံနေတာပဲဗျပွဲစားတာနဲ့တဖက်နဲ့တဖက်ကလည်းအကျိတ်နေပဲဗျာပေါင်လှတဲ့ကွာပေါင်လှရွာကိုအနိုင်ယူမဲ့ညောင်လှတဲ့ကွာဘိုးမြမြနဲ့တာအနိုင်ယူလိုက်စမ်းပါအာပင်အော်ဟစ်တန်တွေကလည်းစူညံနေတာပဲဗျာအတင်းသားအချင်းပြောတဲ့အတန်တော့ကြားရတာမဟုတ်ဘူးပထမပိုင်းပြီးသွားတဲ့တိုင်အောင်နှစ်ဖက်စလုံးကဂိုးမရသေးဘူးကဲဒုတိယပိုင်းစတင်ပါပြီဗျာ 15မိနစ်နားပြီးတော့ဒုတိယပိုင်းပြန်စကြတယ်ပထမပိုင်းကကျုပ်တို့ဘက်ကအရင်လွတ်တာဆိုတော့ဒုတိယပိုင်းကိုညောင်လာဘက်ကလွတ်တယ်ဗျဒါမှဒိုးကြီးกว่าအဲ့မှာတကိုးဟိညောင်လာရွာကလည်းကျုပ်တို့ရွာကိုတကိုးသွင်းသွားတယ်ပေါက်လှတဲ့กว่าစောသေးလို့အကြောပေးထားတာပြန်သွင်းလိုက်ကြစမ်းပါအာပေမှုပြင်းထန်သလောက်ကျုပ်တို့ကစားသမားတွေကလည်းအာသွန်ခုန်ဆိုင်ဖြစ်လာကြတယ်ဟေးဟေးစိတ်ဖို့ဘာလို့တာလဲ ရုတ်တရက်ကိုစိတ်ပူကြီးကတော့ညောင်လာရွာက ကစားသမားတယောက်ရဲ့ခြေထောက်ကိုဘောလုံးမရှိဘဲကန်ချလိုက်တာညောင်လာရွာကစားသမားကတော့ခြေထောက်ကိုဖိပြီးတော့အော်နေရှာတယ်။အားလုံးအမြင်မှာပဲစိတ်ပူရဲ့လုံရဲ့ကြောင့်ညောင်လာရွာဘက်ကပနတီရရှိပါတယ်။ဖြစ်သွားတဲ့နေရာကလည်းဟိုးရှိမှဖြစ်တဲ့အတွက်ပနတီပေးလိုက်ရတာဗျ။ပနတီဆိုတော့လေတကိုးပေးလိုက်ရပြန်တာပေါ့ဗျာ။ကိုစိတ်ပူကြီးကိုလည်းပွဲထည့်ရနေထုံလိုက်သေးတာ။ပွဲပြီးခန်းကြီးမှာ ။များတင်တကိုးသွင်းနိုင်လို့သာတကိုးရလိုက်သေးတာ။အဲဒီလိုနဲ့ပွဲပြီးသွားတော့လေညောင်လှဘက်ကနှစ်ကိုပေါင်းလှကတကိုးနဲ့ကျုပ်တို့ရွာရှုံးသွားတာပေါ့။ကိုစိတ်ဖူကြီးကြောင့်ကျမတို့ရွာရှုံးသွားတာတော့ခောက်ပါတော့။သူ့ကြောင့်သာမဟုတ်ရင်ပရင်ဖြစ်အောင်မှာအခုတော့ရှုံးပြီ။လာပါအေးပြန်ကြမယ်။ပွဲပြီးသွားတော့လေညောင်လှရွာသားတွေကတော့ပျော်ပါးနေကြပေမဲ့ကျုပ်တို့ပေါင်းလှရွာသူတွေကတော့ကိုစိတ်ဖူကြီးကိုအပြစ်တင်ပြောဆိုပြီးပြန်သွားကြတယ်။ကျုပ်ကလည်း ကိုစိန်ဖူကြီးဘာလို့လုံးလိုက်လဲဆိုတာနားမလည်နိုင်ဖြစ်နေတယ်။ကိုစိန်ဖူကြီးဘာလို့အဲ့ဒီလိုလုံးလိုက်ရတာလဲဗျ။ကျုံနားမလည်နိုင်သေးဘူး။ကျုံမေးလိုက်တော့ကိုစိန်ဖူကြီးကကြောင်တောင်တောင်ကြီးဗျ။အခုချိန်တော့ကိုစိန်ဖူလို့မခေါ်ရသေးဘူး။အခမ်းမသိလို့ထုံးရင်ခံရအောင်ပါလေ။ငါမသိဘူးတာလာရဲ့။ငါစိတ်တွေမှာဒေါသတွေဖြစ်ပြီးလုံးလိုက်မိတာ။ငါကငါထိန်ချုပ်လို့မရဘူးကွ။မင်းမပြောနဲ့။ငါကငါတော့နားမလည်နိုင်သေးဘူး။ကဲပါဗျာ။ ရေလေးတောင်အမောပြင်ပြန်ကြရအောင်ကျုံရဲ့တီဟရဲ့ခမားရဲ့ပဲရှိတော့တာအေးအေးပြန်ကြမယ်လေကိုစိတ်ပူကြည့်ရတော့ရေတောက်ပြီးတော့ကျုံတို့နဲ့အတူပြန်ခဲ့ကြတယ်အိမ်ရောက်တော့လေရေမိုးချိုထမင်းစားပြီးညရောက်တာနဲ့ပင်မန်းလို့စောစောအိတ်တာပေါ့ဗျာဟေးအောင်ကာလာနဂါးတွေထားကြစမ်းပိုမမင်းကြီးတော်တွေစူညံနေရပဲကျုံနဲ့တီဟနဲ့အိတ်ပြော်နေတော့အဖေရအတင်းလာနှုတ်လို့နှစ်ယောက်လုံးနိုးလာရတယ်အဖေရလေဗျာ ဲ့နေတော်ဘာလို့လာနိုးနေရလဲဗျမင်းတို့ကတော့လေငါလုံရင်နာတော့မယ်ကြွားထဲမှာစူးညံနေတာမင်းမကြောက်လားအဖေပြောတော့ကျုံနဲ့တီးဟာလေအတန်ကို နားဆွင့်ကြည့်လိုက်တော့တကယ်ကိုစူးညံနေတာဗျဟုတ်သားပဲအဖေရဲ့ဘာတန်းတွေလဲစူးညံနေရပဲငါလည်းမသိဘူးလေမင်းတို့နှစ်ယောက်တွားကြည့်စမ်းအတန်ကတော့ရွာတောင်ပိုင်းကနေလာတာကွာအဖေရဲ့ခိုင်းစေချက်နဲ့ကျုံနဲ့တီဟာရွာတောင်ပိုင်းကိုအဲ့ချေမူတူနဲ့ထွက်ခင်းရတာပေါ့ဗျာ။တာလှ ကေပောင်းဟာငါ့ကိုဘာဖြစ်နေလဲမသိဘူးချစ်ထွေနင့်ကွာအထဲမှာလားအေးဟုတ်တယ်ဟာတိုင်မီကိုခေါင်းနဲ့တိုက်နေရဲ့ဟာဆွဲလို့လည်းမရအောင်ကေပောင်းဟာချစ်ထွေပြောလာတော့မှကျုံနဲ့တီဟာကတော့အိတ်ချင်ပြေးသွားတယ်အိမ်ထဲကိုအမြန်ပြေးဝင်ကြည့်လိုက်တော့တိုင်မင်ကိုခေါင်းနဲ့တိုက်နေတဲ့ကိုစိန်ပူကြီးကိုတွေ့ရနဲ့အတင်းဆွဲထားရတယ်ကိုစိန်ပူရာစိတ်လျှော့ပါဗျဒီတပွဲရှုံးလို့ဘာမှမဖြစ်ပါဘူးနောက်ထပ်ကန်လို့ရပါသေးရဲ့ဗျာ စိတ်လျှော့ပါအောင်ကျုပ်ကတော့ပြောရင်နဲ့ကိုစိတ်ပူကြီးကိုဆွဲထားရတာပေါ့ဗျာကိုစိတ်ပူကြီးကလည်းတော်တော်တန်းသားဗျကျုပ်ပြောနေရင်တန်းလန်းကျုံနဲ့တီဟာကိုလွှဲပြစ်လိုက်တာထယံကိုပြေးမှန်ပြီးထယံကြီးကကြွားသွားတယ်ချစ်ထွေနင်းအကိုပုံမှန်မဟုတ်တော့ဘူးဦးကြီးမောင်ကိုမြ мян သွားခေါ်ကျုပ်ပြောလိုက်တော့ချစ်ထွေးကချမ်းအပြင်းကိုပြေးထွက်သွားတယ်ငါကဒီမှာရောက်နေပြီအိမ်ကိုသွားမနေနဲ့တော့ကျုပ်တို့အနောက်ကနေကြွားသွားတဲ့ထယံကိုနင်းထားရင်းနဲ့ ရက်နေတဲ့ဦးကြီးမောင်ကိုမြင်တော့မှချစ်ထွေးရလဲအနောက်ကိုပြန်လာတယ်ဗျ။တာလှမင်းနဲ့တီဟာနဲ့စိန်ပူးနဲ့ဝေးဝေးနေဒီကောင်အင်းအစွမ်းပြနေရ။ဦးကြီးမောင်ကပြောရင်းနဲ့ကိုစိန်ပူးကြီးအနောက်ကိုတွားနေရဲ့။ကိုစိန်ပူးကြီးကလည်းဘာမပြောညာမပြောနဲ့ဘေးမှာကြနေတဲ့ဝန်းလုံးကြီးနဲ့ဦးကြီးမောင်ကိုရိုက်ချတာဗျ။ဦးကြီးမောင်ကခေါင်းကိုငှုတ်ဆောင်လိုက်ပြီးတော့ကိုစိန်ပူးကြီးဘိုက်ကိုကန်ချလိုက်တယ်။ပြီးတာနဲ့တခုခုကိုလည်းပွားစီပွားစီနဲ့ရွတ်တော့တာပဲ။ ကိုစိန်ပူကြီးကလည်းကိုပြန်လန်းနေတာပဲတဖြည်းဖြည်းနဲ့ကိုစိန်ပူကြီးအင်းကြီးအားပြဲသွားပြီးကိုစိန်ပူကြီးကိုဘောကအင်းကွက်တွေကလည်းအယောင်တွေလက်လာတယ်ဦးကြီးမောင်ကလည်းမနာတန်းကိုရွတ်နေတာပေါ့တော်တော်ကြတော့အင်းကွက်အယောင်တွေမှိန်လာပြီးကိုစိန်ပူကြီးကလဲကျသွားတော့တယ်ချက်ထွေးစိန်ပူမျက်နှာကိုရေနဲ့ပတ်ပြီးနှိုးလိုက်ချက်ထွေးကရေတခွန့်ခတ်ပြီးတော့ကိုစိန်ပူကြီးမျက်နှာကိုပတ်ထည့်လိုက်တယ်အဲ့ဒီတော့မှကိုစိန်ပူလည်းအတိပြောင်းဝင်လာတယ် ဦးကြီးမောင်တာလားငါဘာဖြစ်သွားတာလဲအေးမင်းကိုမှထိုးထားတဲ့ပုံနကအင်းရဲ့စိုးကျိုးတွေထွက်လာတာအခုတော့မင်းစိတ်ပူစရာမလိုတော့မင်းရဲ့အင်းကိုငါပိတ်လိုက်ပြီယာကျုပ်ကအင်းတွေရဲ့စိုးကျိုးဟုတ်လားအေးဟုတ်တယ်မင်းရဲ့အဲ့ဒီအင်းတွေကိုဘယ်ကနေထိုးလာတာလဲကျုပ်ကအသက်50လောက်လူကြီးတယောက်ကကာယသိတိပြီးကျင်လာဆိုတာနဲ့လူကျင်နာနဲ့ထိုးခဲ့မိတာမေးရတော့ကွာမသေးကောင်းမပြောက်ကောင်း ငါအခုတော့အင်းတွေကိုပိတ်ထားတယ်ဒီညစိတ်ချလက်ချအိတ်မနေ့ရောက်တဲ့အခါငါအိမ်ကိုဆက်ဆက်လာခဲ့မင်းကိုပြောစရာတွေရှိသေးတယ်ငါအချိန်မရတော့ဘူးပြန်တော့မယ်ဦးကြီးမောင်ကပြောပြီးတော့ပြောင်းသွားတယ်ဗျာကိုစိန်ပူကြီးကတော့ဘာဖြစ်မှန်းမသိလို့ဘာမှမဖြစ်ပေမဲ့ချစ်ထွေးရတော့တတော်ကိုကြောက်နေရဲ့ကျုံနဲ့တီဟာကတော့ပွာသွားတဲ့ထင်ရန်ကိုပြန်ကပေးထားလိုက်တယ်အဖေကိုအကျိုးအကြောင်းပြန်ပြောဖို့အိမ်ကိုပြန်လာပေမဲ့အဖေကတော့အိပ်ပျော်နေတယ် ကျုံနဲ့တီဟာကတော့ကိုစိန်ဖူကြီးကိုစိတ်မချလို့အိမ်မှာအခုညမအိပ်ပဲနဲ့ကိုစိန်ဖူကြီးအိမ်ရှိ တမာပင်အောက်ကကိုပြည့်ဝိုင်းပေါ်မှာပဲအိမ်လိုက်ကြတာပေါ့ဗျာပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းတွေကတော့စာရေးစရာရဲဝင်းထုံးရေးသားထားတဲ့ဦးကြီးမောင်နဲ့မတိသူထိုးတဲ့အင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့အစားဆုံးကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်နောက်တစ်ခေါက်မှပရိသတ်တွေအားလုံးအကြွတ် ဘလို့ဇလန်းကောင်းလေးတွေကို တင်ဆက်ပေးသွားမလဲဆိုတာကိုစောင်းမြော်အားပေးနာစင်မို့အတွက်ဖိတ်ခေါ်ရင်နှုတ်ဆက်လိုက်ပါတယ်။နာစင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ပရိသတ်တွေအားလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါရစေရှင်။